Uh, tomorrow game it should be an exciting game. Um, we, uh, we came here to, to win. Uh, we're confident. We're looking forward to, to the game and our boys are excited. Uh, we want to start the campaign with the three points. Um, and hopefully tomorrow is a perfect opportunity for us. <inaudible> သူတို့လည်းကျွန်တော်တို့ဘက်ကိုလည်းလေးလာတာရရှိမှာပေါ့နော်ဒါလည်းကျွန်တော်တို့အိမ်တွင်းလည်းအိမ်ကွင်းလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့အားသာချက်တခုလည်းရှိနေတယ်ပြည်သက်တွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်အကောင်းဆုံးရှင်းပြသွားတော့ First of all, of course, uh, ပထမဆုံးအနေနဲ့သူကျေးဇူးတင်ပါတယ်ဗောနော်ဒီကျေးဇူးတင်တဲ့အကြောင်းကိုပြောချင်ပါတယ်အဲနောက်ပြီးတော့သူမနက်ညဘွဲနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အားလုံးအတွက်ဒီဘွဲစဉ်ကခက်ခဲတဲ့ဘွဲတစ်ဘွဲဖြစ်မယ်လို့သူထင်ပါတယ်တဲ့ပြီးတော့သူတို့စီက player ရတော့ယူရိုတို့အမေရိကန်တို့အာဖဂန်နစ္စတန်တို့အဲက player တွေပါတယ်အဲမှာပလာနဲ့ player တွေပါတယ်အဲ tomorrow game it should be exciting game um we uh, we came here to to win uh we are confident We're looking forward to, to the game and our boys are excited. Uh, we want to start the campaign with the three points um, and hopefully tomorrow is a perfect opportunity for us. <laughs> တို့လည်းကျွန်တော်တို့ဘက်ကလည်းလေ့လာတာလည်းရှိပါအောင်နော်ဒါလည်းကျွန်တော်တို့အိမ်တွင်းလည်းအိမ်ကွင်းလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့အားသာချက်တခုလည်းရှိနေတယ်ပရိသတ်တွေလည်းရှိနေဆိုကျွန်တော်အကောင်းဆုံးရှင်းပြကြတော့ဒီပွဲကတော့ကျွန်တော်တို့အခုနောက်လည်းပြောပြီးအားချပါလားခြေစစ်ပွဲဖြစ်တယ်နောက်ပြီးတော့အုပ်စုအဆင့်သွားမယ်ပွဲလည်းဖြစ်တယ်နောက်ဆုံးကျွန်တော်တို့ပထမဆုံးအနေနဲ့ဒါဖွင့်ပွဲစဉ်အနေနဲ့အိမ်ကွင်းမှာကစားမယ်ဖြစ်တယ်လို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအားသာချက်တခု ရှိတာတော့ထေချာပေါက်ပါပဲအာဖဂန်နဲ့ဒီထိုင်းနဲ့ဟိုကစားဝတ်ခြေစားဝတ်ကြည့်ရနေတာတို့ဟိုထိုင်းကိုရှုံးသွားရဆိုပေမဲ့လည်းတို့ကဟိုစနစ်ကြတဲ့ကစားဝတ်ရှိရနောက်တို့ကန်စစ်ကစားဝတ်နဲ့ကြစ်လက်တဲ့ခါရရှိရဆိုတော့ကျွန်တော်ကဒါနီးပြနဲ့နီးပြချမှတ်ထားတဲ့နီးပြပါအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘယ်လိုသွားမလဲတိုက်စစ်ဘယ်လိုသွားတိုက်စစ်ဘယ်လိုခံမလဲဆိုတဲ့အကြောင်းအရာနဲ့ကျွန်တော်ကတက်ဆိုင်တကယ်လို့ဒါကျွန်တော်တို့နီးပြချမှတ်ထားတဲ့ discipline ကိုကျွန်တော်ကောင်းကောင်းကြီးလုပ်နိုင်လို့ဆိုရင်ကျွန်တော်တို့ရဲ့ အပြောင်းအဖြေတခုကကျွန်တော်နောက်ကောင်းမွန်တဲ့အဖြေတခုကကျွန်တော်နောက်လိုက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်အဲသူတို့ရဲ့ fitness ကိုတော့ကျွန်တော်တို့ကချိန်တိုးပြီးတော့ကျွန်တော်တို့ player တွေကိုကျွန်တော်ကချင့်ကပ်ရတာပေါ့ဆိုတော့အဲလက်ရှိအနေထားကတော့ဒါကိုပဲကျွန်တော်တို့အဓိကထားပြီးတော့ဒါဒီတိုက်စစ်ကိုဘယ်လိုသွားမလဲခံစစ်မှာဘယ်လောက်ထိနှုံသွားမလဲအစသူတို့ကိုကျွန်တော်တို့အဲအဲပြောပြတာရှိပါတယ်ဆိုတော့ဟိုမနေ့ပြန်ပွဲလေးကတော့ တို့ကျွန်တော်စောင့်ကြည့်ပါစောင့်ကြည့်ရမှာပါပလေယာတွေကိုဒါကျွန်တော်ယုံပါတယ်ပလေယာတွေအကောင်းဆုံးဒါမင်းတို့ပြန်ပုံပေါ်ကစားလိမ့်မယ်လို့ထင်